Hello အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးရဲ့မှာဆိုလို့ရှိရင် N1 N2 N3 ကိုကိုမမတွေအတွက်ဘဝမှာစာကျက်နေရတဲ့အချိန်တွေကိုတော်တော်လေးကိုရှင်းချပေးနိုင်တဲ့အဲလုံသွဲလေးတွေကိုတူတူလေ့လာတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိတခြားဘောက်ကြည့်ပြီးတော့ပြန်တိုင်ရခံပါတယ်ကျွန်တော်ပြန်ပြီးတော့အမြဲတမ်းသုံးရမယ့်စကားလုံးလေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်ကကြတော့ဒီခါယောဥဆွဲဘောကပ်လေးကိုရွေးထားတယ်တူအူဒူဆိုပြီးတော့လည်းဖတ်တယ်ပေါ့နော်သူကအနောက်ကဥထွက်လို့ရှင်ခါယောအသွားပြန်လုတဲ့ဆွဲစကားလုံးလေးဖြစ်ပြီးတော့တူအူဒူဆိုလို့ရှင်ဖြတ်တန်းသွားလာတဲ့ဆွဲစကားလုံး င်းလေးပေါ့เนาะအဲ့တော့ ဒီစကလုံးလေးကိုကျွန်တော်အန်ထရီလောက်တည်းအားစပြီးတော့တွေ့ရပြီးတော့သူ့မှာဆိုလို့ရှိရင်အလိုလုံးတွဲလေးအများကြီးရှိရယ်ပေါ့နော်တိတလို့လို့မတိတလို့လို့ဖြစ်တယ်ဆိုပေမဲ့အဲဒီတစ်ခေါက်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားလို့ရှိရင်အားဆိုပြီးတော့တော်တော်လေးစားရသွားမယ်လို့အမခံပါတယ်အဆုံးထိကြည့်ပြီနော်အဲ့တော့ပထမဆုံးကျွန်တော်ဒီခါယောဥဒီထိုးဦးသူဆိုတဲ့ပေါ့ကပ်လေးကိုမြင်လို့ရှိရင်ကျွန်တော်ရင်းနှီးနှီးပေါ့နော်ဒီလိုမျိုးပေါ့ကပ်လေးနဲ့စားပြီးတော့တွေ့ရတဲ့တဲ့စူးခင်းဆိုတဲ့ပေါ့ကပ်လေးစူးခင်းသူကကျစူးလို့ဖတ်ပြီးတော့အဲစူးခင်းဆိုလို့ရှိရင်ကျွန်တော်ရုံးကိုအလုတ်အလုတ်သွားအလုတ်ပြန်လုတ်တယ်ပေါ့နော်ရုံးသွားတတ်တဲ့ ပြန်တယ်ဆိုတဲ့အထိပယ်မျိုးလေးအဲ့ဒါနဲ့နည်းနည်းလေးဆင်နေရကားကြတော့ဥမာစူးကခုဆိုလို့ရှင်ရောစူးကခုဆိုလို့ရှင်ကျောင်းကျောင်းကိုအသွားပြန်လုပ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့မှာပေါ့နော်ကျောင်းမြန်မာလူမျိုးရဲ့အနေနဲ့ဆိုလို့ရှင်နည်းနည်းတမျိုးလေးဖြစ်စီရဲ့ဘောကပ်လေးကဒီစူးအင်းဆိုတဲ့ဘောကပ်လေးပေါ့နော် အနောက်ကအင်းလေးရကြတော့ဒါကြတော့ဘျောအင်းရဲ့အင်းလေးပေါ့နော်အဲ့တော့သူကဆင်းရုံအသွားပြန်လုတဲ့ဆွဲအတိတ်ပဲမျိုးပေါ့နော်ကျွန်တော်မြန်မာလူမျိုးတွေကကြတော့များသောအားဖြင့်ကျောင်းငငယ်လေးတွေကနေမကောင်းမှဆေးရုံသွားတာဆိုတော့ဆေးရုံအသွားပြန်လုတဲ့ဆိုလို့ရှိရင်အမေဆိုလို့ရှိရင်ပြောလိုက်မယ်ဖက်ဖက်ဖက်နမိတ်မရှိဘူးဆိုပြီးတော့ပြောလိုက်မယ်ပေါ့နော်ဒါပေမဲ့အဲဟို ဒီနိုင်ငံချောင်းမှာဆိုလို့ရှိရင်ပုံမှန်ပေါ့နော်စီကံသွားပြနေရတာတွေရှိတယ်ပြီးလို့ရှိရင်တချို့ကြီးကြတော့အဲ့လိုမျိုးပေါ့နော်အဲထပါတော့ဒီမှာဟို beauty clinic နဲ့သွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျောင်းဒီအကြောတက်လို့ပေါ့နော်အဲ့လိုစေတိုင်းအင်းတို့ပေါ့သွားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဟိုဘလို့နေမကောင်းဖြစ်လို့စေခံသွားတာတွေမဟုတ်ဖ ೇನೆ ပေါ့နော်အဲ့လိုမျိုး ဆေးရုံတွေ clinic တွေပါတယ်သွားလို့ရှင်လဲဇင်းဆိုပြီးတော့သုံးတယ်ပေါ့เนาะအဲ့တော့ဂျပန်မှာဆိုလို့ရှင်တော့ဒီဇင်းဆွဲ vocabulary တော်တော်လေးကိုသုံးများတဲ့ vocabulary ဖြစ်ပါတယ်နေမကောင်းဖြစ်နေရလားဆိုတဲ့အသေးပဲမျိုးမဟုတ်ဘူးပေါ့เนาะအဲ့တော့အားမျိုးလေးရှိတယ်။ပြီးရင်ဒီစူးဆွေဘောကပ်လေးအကြောင်းရင်းနေနေတည်တဲ့ဒီစီယာခုဆိုလို့ရှိရင် interpretation လုပ်တယ်ဆိုတဲ့စကားလုံးလေးပေါ့နော်။စကားပြန်လုပ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။အဲဟွန်ယာခုကကြတော့အာ စာတွေကိုကျွန်တော်ပေါ့နော် translate လုပ်တာပေါ့နော်ဟိုတွေ့ကြတော့ဘာသာပြန်ပေါ့အဲ့တော့ဒီဟွန်ရခုရဲ့ဟွန်လေးကကြာတတိထားမယ်နော်ကျွန်တော်ဒီစာအုပ်ရဲ့ဟွန်မဟုတ်ဘူးဆိုရယ်ဥစားလေးကိုလည်းတွဲပြီးတော့မှတ်ထားပေးပါအဲ့တော့ဒီဈေးလေးဆိုလို့ရှင်ဈေးခင်လောက်သွားလောက်ပြန်လောက်တဲ့ဈေးကခု2 in ဈေးရခုဆိုရယ်လူမျိုးပေါ့ကပ်လေးရှိတယ်ကျွန်တော်ဘူတာတွေပါရင်မှာဆိုလို့ရှင်အဲ့ဒီဟိုဘူယထာကဒီဘူတာမှာမရက်ဖ ೇನೆ ဖြတ်သွားရဲ့ဘာလို့ဆိုလို့ရှင်ဈေးကဆုတုဆိုပြီးတော့တုံးတယ်ဈေးကဆုတု သူကအနောက်ကစုကီဒုဆိုတဲ့စကားလုံးလေးနဲ့ပေါ့နော်အဲ့တော့အမြင်ရထားရပါမရက်တဲ့ဘူးတားရရှိအဲ့ဒါမျိုးဆိုလို့ရှိရင်သူကစုဒုဆိုပြီးတော့ဒီဟာမျိုးလေးရှိတယ်အဲ့ဒီမှာတတိထားပေးစီခြင်းနဲ့သူကဆိုရင်နောက်ထပ် vocabulary တစ်ခုရှိတယ်သူကဆိုတာက ဒီခန်းကြီးလေးနဲ့ဆိုလို့ရှိရင်ကျွန်တော် currency ငွေကြေးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဂျပန်ဆိုလို့ရှိရင် yen ပေါ့နော်မြန်မာဆိုလို့ရှိရင် jet ပေါ့နော်အဲ့ဒီအဲ့ဒီ currency ကိုကျွန်တော်ချူကဆိုပြီးတော့ခေါ်ပါတယ်ခန်းကြီးကအခန်းကြီးကြည့်ပြီးတော့ပဲရွေးပြရမယ်နော်စကီဒူနဲ့အောက်ကစကလုံးလေးနဲ့ဆိုအဲ့တော့ဟိုခန်းကြီးက အဲအတန်ထွက်ကတော့အတူတူပဲဒါပေမဲ့ခန်းကြီးกว่าနေပေါ့နော်အဲ့ဒါလေးကိုတတိထားပြီးတော့ကြည့်ထားပေးပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ two whole to do ဆိုတဲ့ vocab လေးလည်းနေ့စဉ်ဘဝမှာတော်တော်များလေးတွေ့ရတယ်။အဲဒါကြောင့် report လောက်တာပေါ့နော်။ report လောက်တယ်ဆိုတာကကျွန်တော်တို့ တီဟိုးခိုကူဆိုလို့ရှင်လဲ report ပဲလေနော်ဘာกว่าလဲဆိုတော့ဟိုးခိုကူကတခုခုလှုပ်ထားပြီးဆိုတော့အကြောင်းအရာကိုတင်ပြတယ်ဆိုရအတိတ်ပဲဖြစ်ပြီးတော့ဒီဇီဟို report ကကြတော့သွားတိုင်နေဆိုရအတိတ်ပဲမျိုးပေါ့နော်ခေချတ်စနီဇူဟိုဆူတူဆိုလို့ရှင်ကျွန်တော်ရဲကိုသွားပြီးတော့တိုင်လိုက်တယ်တခုခုပေါ့နော်အမ်ဟိုအပြစ်လှုပ်ထားတဲ့တခုခုသွားတိုင်တာမျိုးပါနေအဲဆိုလို့ရှင်အဲ့ report လှုပ်တာဇီဟိုဆိုပြီးတော့ခေါ်ပါတယ်ဒီလိုမျိုးပေါ့ကပ်လေးရှိရပေါ့နော်ပြီးလို့ရှင်ကျွန်တော်ဇူရူဆိုလို့ရှင်ကားတွေတခုခုပေါ့နော်သွားလို့ရတဲ့လမ်းဆိုလို့ရှင်ဇ ုလို့ဆိုပြီးတော့ခေါ်တယ်ဖြတ်သွားလို့ရတဲ့လမ်းပေါ့နော်အဲ့ဒါမျိုးကိုမှမှာကျွန်ဆူခိုးဆိုပြီးတော့အဲ့ဖြတ်တန်းသွားလို့ရတဲ့လမ်းကိုကြတော့ဆူရိုလို့ခေါ်ပြီးတော့အဲ့ဖြတ်တန်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အီခုဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်တိုးတဲအီခုဆိုတဲ့အဓိပ္ပာယ်မျိုးလေးကိုကြတော့ဆူခိုးဆိုပြီးတော့ခေါ်တယ်အဲ့တော့တခါတလေကြာရင်ကျွန်တော်ဖြတ်တန်းသွားလာခွင့်မပြုဆိုတဲ့နေရာမျိုးဆိုလို့ရှင်ဆူခိုးဒိုမဲဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်နောက်ကဒီဒိုမဲ လိုမျိုးလေးစူခိုဒိုမဲဆိုပြီးတော့အတွဲလိုက်လေးတွေ့ရတဲ့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မြန်မာလိုဖြတ်တန်းသွားလာကမဖြူဆိုတဲ့အတိတ်ပဲမျိုးလေးဖြစ်သွားရပေါ့နော်ဒါမျိုးလေးတွေရှိတယ်ပြီးရင်ကျွန်တော်ဖုန်းမှာလေးတောင်းဆိုပြီးတော့ notify တက်လာရဟုတ်အဲ့ notification ကိုကြာတော့ကျွန်တော်ဂျပန်လိုဆိုလို့ရှိရင်စူချီဆိုပြီးတော့ခေါ်ပါတယ်စူချီ notification เนาะအခုဒီမှာ10လုံးရှိသွားပြီ10လုံးလုံးနေ့စဉ်ဘဝမှာပြန်ပြီးတော့မတုံးတဲ့နေရာမရှိဘူးပေါ့နော်ဒါမျိုးလေးရှိမယ်အဲပြီးလို့ရှိရင်ကျွန်တော်ဒီနောက်ထပ်တစ်ခုစူရှင်းဆိုတဲ့ vocabulary ရှိတယ်စူရှင်းစူရှင်းကကြာတော့သူက communication ပေါ့เนาะကျွန်တော်အာ network တို့ဘာလို့ဆိုလို့ရှင်လဲ ဟိုမမြင်ရဘူးအင်တာနက်ထဲမှာကျွန်တော် wifi နေမမြင်ရဘူးဒါပေမဲ့အဲ့ထဲမှာအဲ့လိုမျိုးပေါ့နော်တခုနဲ့တခုနဲ့အမြင်နဲ့အသွားအပြန်နေလုံနေကျွန်တော်တခုခု data ပို့လိုက်ပြီဆိုလို့ရှင်လားဟိုဘက်ကိုရောက်သွားအမျိုးလုံးနဲ့တော့မမြင်ရပါပဲသူကအဲ့လိုဂျားထဲမှာအဲ့လိုမျိုး communication ရှိနေပေါ့နော်အဲ့ communication ဆိုရယ်စကားလုံးလေးကိုစူးရှင်းဆိုပြီးတော့ခေါ်တယ်ဒီဥစ္စာလေးကလည်းတော်တော်လေးတုံးတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်အာပြီးလို့ရှင်ကျွန်တော်ဒီစူးဆိုရယ်အဓိပ္ပာယ်လေးကသူ့မှာအဲ့လို common ပေါ့နော် common ဆိုရယ်အဓိပ္ပာယ်မျိုးလေးရှိတယ်စူးရောစူးတူဆိုလို့ရှင်သူက အဲ common use ပေါ့နော်တိတိကျကျလေးအသုံးပြုလို့ရတယ်ဆိုရအတိတ်ပဲမျိုးတခါတလေကြလို့ရှင်ရင်ဥမာသီယောဒေခီဒူဆိုလို့ရှင်ကျွန်အကြောင်းအရာတစ်ခုခုကိုလက်ခံလို့ရတယ်ပေါ့နော်သူပြောတဲ့ဥစ္စာကိုအာသူပြောနေတဲ့အကြောင်းအရာကိုကျွန်တော်လက်ခံလို့ရတယ်သူတွေးတဲ့အတွေ့အကြုံကိုလက်ခံလို့ရတယ်ဆိုလို့ရှင်အဲ့လိုသီယောဒေခီဒူဆိုပြီးတော့သုံးတာမျိုးလေးရှိတယ် ြီးရင်ကျွန်တော်ဒီစစ်နယ်နီးဆဲစကားလုံးလေးနဲ့ပါပြီးတော့စူးကြောဆိုတဲ့ဘောကတ်မျိုးလေးရှိတယ်စစ်နယ်နီးကကြတော့ always ပေါ့နော်နောက်ကစကားလုံးလေးကကျွန်တော်ဒီနီချီကြောတို့ဘာတို့မှာပါတယ်စစ်နယ်နီး always ဆိုတဲ့စကားလုံးလေးစူးကြောတို့ဒီ ego state မှာဆိုလို့ရှင်အဲ့တော့နာမစစ်နယ်ရှင်မို့စူးကြောတို့ဒီ ego state မှာဆိုလို့ရှင်စူးကြောတို့ဒီဆိုပုံမှန်အတိုင်းပဲ usually ဆိုတဲ့အဓိပ္ပာယ်မျိုးလေး ਨੇ ဒီဟာမျိုးလေးတုံးတာရှိတယ်ကျွန်တော်အမြင်နဲ့လက်ထဲမှာစူးချောဆိုတဲ့ဒီ passport တို့ဒီလိုမျိုးဗန်စာအုပ်တို့ဘာတို့အဲ့ဒါမျိုးဆိုလို့ရှင်လဲဒီလိုမျိုးပေါ့နော်စူး ချောဆိုပြီးတော့ခေါ်တယ်အနောက်ကဒီဒိုင်ချောရဲ့ချောလေးနဲ့ပေါ့နော်ဒိုင်ချောဒီဟာဥစ္စာလေးနဲ့ပေါ့နော်အဲ့တော့လေကြစာအုပ်တို့ပါတော့အဲ့တော့စူချောစာအုပ်စရိဥစာမျိုးလေးလည်းကျွန်တော်တွေ့ရတဲ့အဲပြီးလို့ရှင်နက်တိုဆူဟန်ဆိုတဲ့စကားလုံးလေးဒါဒိုင်ဆိုရောက်လို့ရှင်ဂျပန်မှာအမြဲတမ်းကြားရမှာပေါ့နော်အဲ့တော့ဟို ネットスハムで来てることご存知ですかそういうあのမျိုးအမြင်တယ်ပေါ့နော်အနောင်စမန့်နေပါရမှာကြားရတယ်အဲ့တော့ネットスハムဆိုပြီးတော့ online shopping ပေါ့နော် internet internet online shopping ကိုကျွန်တော်တို့ネットスハムဆိုပြီးတော့ဒီဟာလေးခေါ်တယ်ဒီဥစ္စာမျိုးလေးရှိမယ်ပေါ့နော်ပြီးတော့စာရီပါရီဖတ်တဲ့အခါမှာအစနေအဆုံးထိအဲ့လိုမျိုးပေါ့နော်ဖတ်သွားတယ်လို့ပါလို့ဆိုလို့ရှင်စူတို့ခုဆိုပြီးတော့ခေါ်တာမျိုးလေးရှိတယ်ပေါ့နော်ပြီးရင်ကျွန်တော်အခွန်နေပါရီဆိုလို့ရှင်အခွန်အခွန်ဆိုတာက ဒီဈေးပေါ့နော်ခန်းဈေးဆိုပြီးတော့ခေါ်တယ်ဒီ custom tax တွေပါတယ်ပေါ့နော်ကျွန်တော်လေစိတ်တွေပါတယ်မှာဆိုလို့ရှိရင်အဲ့လိုစောင်းရတဲ့ custom custom tax တွေပါတယ်ဆိုခန်းဈေးဆိုပြီးတော့ခေါ်တယ်အဲ့ဒီဥစ္စာတွေကိုကျွန်တော်တို့အာစောင်းတာပေါ့နော်စောင်းတာ custom clearance လောက်တဲ့ဥစ္စာကိုကြာတော့အာဈေးခန်းဆိုပြီးတော့ခေါ်တယ်ပေါ့နော်ဈေးခန်းဒီလိုမျိုးလေးတောင်းတယ်ဈေးခန်းအနောက်ကခန်းလေးကဒီခန်းခေးဆိုရယ်ခန်း ကနေလာတာမဟုတ်ဘဲねသူကကြတော့ဒီလိုမျိုးဈေးခန်းဆိုတဲ့ custom tax ဆိုတဲ့စကားလုံးလေးကနေလာတာပေါ့เนาะဒီဥစ္စာမျိုးလေးရှိမယ် ပြီးရင်ကျွန်တော်တို့မှဒီလိုမျိုး sunan ဆိုတဲ့ vocab လေးရှိတယ် sunan ဒီတစ်နှစ်လုံး the whole year ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်တစ်နှစ်ပတ်လုံးတစ်နှစ်ပတ်လုံးတောက်လျှောက်ဆိုတဲ့အဓိပ္ပာယ်မျိုးလေး sunan ဆိုတဲ့ vocab လေးရှိတယ်အဲ့ဒီဟာနဲ့အတန်အတွက်တူတယ်နောက်ထပ် sunan ဆိုတဲ့စကားလုံးလေးရှိတယ်ဒါကြတော့ဟိုလူတွေအများစုကလက်ခံထားတဲ့အတွေးခေါ်ပေါ့နော်ဒါကတော့လူတိုင်းတွေးတတ်တယ်ဆိုတဲ့အဥ္စာမျိုးရဲ့ဒါအာဒီလိုဆိုလို့ရှိရင်ဒါဟိုတော်တော်များများလူတွေအကုန်လုံးကဒီလိုမျိုးတွေးမှာပဲဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့အဲ့ဒီ အားလုံးစီမှာရှိနေတဲ့အဲ့လိုမျိုးပေါ့နော်ဟိုလူတိုင်းတွေးတက်တဲ့တာမန်အတွေးတစ်ခုဆိုလို့ရှင်အဲ့လိုမျိုးဆိုလို့ရှင်စဉ်းနန်းဆိုပြီးတော့ခေါ်တဲ့ဥစ္စာမျိုးလေးရှိရပေါ့နော်ဒီဥစ္စာလေးလက်မှတ်ထားပေးပါပြီးရင်နောက်ထပ်တစ်ခုကျွန်တော်နေ့စဉ်ဘဝမှာသုံးတဲ့ပေါ့ကပ်လေးစူဝဆိုတဲ့ပေါ့ကပ်လေးရှိတယ်အာစူဝဝကအန်နီယိုကူတာဆိုင်ဆိုပြီးရထားရိုးဘတ်စကားတွေမှာအမြဲတမ်းကြားရဖုံးပြောတဲ့ဥစ္စာစူဝဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့တော့ okay ဒီမှာအလုံး ပေါ့ကပ်နှစ်ခု20ရှိရပေါ့နော်20လုံးတကယ်ကိုတုံးတဲ့အဖွဲဖြစ်ပါတယ်အဲ့တော့တော်တော်လေးကိုဒါဒီပေါ့ကပ်20ကြက်ထားလိုက်လို့ရှင် N1 N2 N3 စကြရတော်တော်လေးကိုတက်တာဝါမယ်အချိန်ကုန်တက်တာသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ပေါ့ကပ်လေးတွေကိုတိတ်ချမှတ်မိအောင်တစ်လုံးချင်းစီပြန်ပြီးတော့ချက်ပေးပါအောင်နော်အဲကြည့်ပြီးသားရေဆွန်လဲကိုမလေးမျှော်နေပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်သေးပါမယ်တတား